ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တူရီကိုကျော်ကြီး YouTube Channel ကောက်တက်ကလေးရနဲ့ကိုရီမောင်အားလုံးကိုလူတွေသွားကြိုဆိုလိုက်ပါတယ်ကဲအားလုံးကကိုရီမောင်တွေဒီမနက်မှာကျွန်တော်လုံးမိုင်ပတိအမလုံးမိုင်ပတိလုံးမိုင်ဝမ်းချင်းနဲ့ကျွန်တော်တို့ break ချုပ်ပြီး break နဲ့တက်ကွာကောင်းကြိုက်တဲ့အကိုရီမောင်တွေအတွက်အပီးပေါက်ကလေးပြမယ်နောက်ကျွန်တော်တို့လုံးမိုင်နဲ့လုံးမိုင်ဝမ်းချင်းအပိုင်ကိုကျွန်တော်တို့ break နဲ့ဘယ်လိုပြီးလဲဆိုတာကိုကိုရီမောင်တွေပြပြီးမှဖြစ်ပါတယ်ကဲအားလုံးပဲမျိုးတွေဝင်လာကြကြပါဦး ဝလာပြီဆိုတော့လည်းလိုင်းလမလေးနှိပ်ထားမယ်ဒူးဒီနဲ့သက်ဆိုင်နေနေရလေးဒူးဒီကဒူးလေးဒူးဒီပိုလေးတွေမှာ share ပြီးကြည့်ပေးမယ်မျှဝေပြီးကြည့်ပေးမယ်နောက်ကလိုင်းလမလေးတွေနှိပ်သွားမှာကဲအားလုံးသောမျိုးတွေဝင်လာကြကြပဲအပြူအားလေးတစ်လောက်ဆိုတော့ကျွန်တော်ကိုရီမားလေးကိုတေချာလေးပြပြီးသွားမယ်နော်ပရိတ်ချုပ်ပြီးတကွက်ကောင်းကဲလိုင်းလမလေးတွေနှိပ်ထား

你要写给？要抽给？这样啊？找人弄是找谁？谁唱啊？洗洗洗洗 đi đó lâu như nó được sáu chào ngà nó được sáu chào ngà đó lâu mong nhìn, nhìn cô sáu chào ngà đó lâu mong nhìn cô phía lũ để cho nó được chế chào ngà đó là mong nhân cố phi lô cố yên nức khát chào cố yên bảo hòa lý ta gà quan chế quan chế bình bởi đây làm ်ဟနာရှည်ချင်းရှည်ချင်းကိုကျွန်တော်တို့ဝန်းချင်းလာမယ်ဝန်းချင်းပြီးရင်ပရိတ်လာမယ်ပရိတ်ကဲအဲ့တော့ကျွန်တော်တို့၈၆၅၃လုံးပေါင်းချင်း၉ဖြစ်လို့၉နှက်ခတ်၆၉ပါဝါ၄၆လေးဝန်းချင်းတစ်လုံးပါထွက်လေ၆၉ဆိုပြီး၆ထွက်အဲ့ဆိုကျွန်တော်နောက်တစ်ပင်ကဒီမှာက၃ညဒီမှာကခွန်ဒီမှာက9 ကျွန်တော်တို့3969 3969 3လုံးမောင်းချင်း6 3969 3လုံးမောင်းချင်း6ဖြစ်လို့6ပါဝါ1 6 9 9 6 1 9 1ချင်းတလုံးဒီကိုဝန်ချင်းတလုံးကိုကျွန်တော်တို့ပါတော့လဲ9တက်ဆိုပြီးတော့တက်ထွက်တယ်အားလုံးကျွန်တော်နောက်တစ်ပင်ကြည့်မယ်မာဂ၈ ီမှာက1ဒီမှာက1ဒီ3လုံးအဲ့တော့ကျွန်တော်ဘာရမလဲ811 811 3လုံးပေါင်းရင်3ည811 3လုံး3ည811 3လုံး3ည3ဖြစ်လို့3ညပါဝါ5 3ညနှစ်ခတ်ခွန်အာ sorry မာကုန်ပြီ811 3လုံးပေါင်းရင်3ည3ညရဲ့ပါဝါဒီ5 ုံညာရဲ့နခတ်တိခွန်၅ခွန်ဝန်းကျင်တလုံး၅ခွန်ဝန်းကျင်တလုံးကိုကျွန်တော်တို့82နှစ်ဆိုပြီးတော့ခွန်ထွက်လာတာကိုမှဒါပါဝါနခတ်တိပဲเนาะကျွန်တော်တို့၈၆၅သုံးလုံးမောင်း၉ဖြစ်လို့၉နှက်၆ကိုပါဝါ၄၆လေးဝန်းချင်းကို၆၉ဆိုပြီး၆ထွက်တယ်။၃ညာခွန်ကိုသုံးလုံးမောင်း၆ဖြစ်လို့၆ပါဝါ၁၆နှက်ကို၁၉ဝန်းချင်းကို၅တက်ဆိုပြီး၁ထွက်တယ်။ ကျွန်တော်တို့၈တက်တက်သုံးလုံးမောင်းကြီးသုံးရပြီလို့သုံးရပါဝါငါသုံးရနက်ခွန်၅ခွန်ဝန်းကျင်ကိုခွန်နှစ်ဆိုပြီးခွန်ထွက်တယ်။အဲဒါဆိုနောက်တစ်ပင်ကြည့်ဒီမှာ၄ဒီမှာခွန်ဒီမှာနှစ်အဲဒါဆိုနောက်တစ်ပင်ကဘာဖြစ်မလဲခွန်၄နှစ်နောက်တစ်ပင်ကကျွန်တော်တို့ခွန်၄နှစ်ဆိုတော့ ခွန်လေးနှစ်သုံးလုံးပေါင်းခြင်း3ခွန်လေးနှစ်သုံးလုံးပေါင်းခြင်း3ဖြစ်လို့3ပါဝါရှိ3နှက်ခတ်5 15ဝန်းကျင်တလုံး15ဝန်းကျင်တလုံးဘာထွက်လဲကျွန်တော်တို့3ည8ဆိုပြီး8ထွက်ကဲဒီပင်လေးကကျွန်တော်တို့ဒီညနေအဲဒီမနက်ပေါ့နော်ကျွန်တော်တို့18ရက် 17လ95ကျွန်တော်အင်္ဂါမနက်ဒီအင်္ဂါမနက်12နိုင်2မိနစ်မှာပြီးမယ်ဆိုရင်ဒီဘင်္ဂါဒီမှာ6ဒီမှာ7ဒီမှာ8 8 6ဆိုတော့ဒီ3လောကျွန်တော်တို့8 6 8ဆိုတော့1နဲ့6ကခွန်8နဲ့ပေါင်း9 8 6 8 3လုံးပေါင်းရင်9ငါပြောလို့9ဘဝ3ည9နှစ်ခက်3 3ည3ဝန်းကျင်တလုံး ဲ့မှာကျွန်တော်သုံးညသုံးဝန်းချင်းတစ်လုံးကနော်ကျွန်တော်ပြန်ပြပေးမယ်ဒါပါဝါနက်ခတ်နဲ့ယူထားတာ665သုံးလုံးပေါင်းချင်း9ပြည့်လို့9နက်ခတ်6ဘဝလေး6လေးဝန်းချင်း6ကိုထက်တယ်သုံးညခွန်9သုံးလုံးပေါင်းချင်း6ပြည့်လို့6ဘဝ1 6နက်ခတ်9 9ဝန်းချင်း5တက်ထွက်တယ်7 7 3 3 3ညဖြစ်လို့3ညပေါ်က9 3ညနှက်ခွန်9ခွန်ဝင်ချင်း9ထွက်တယ် ခွန်လေးနှစ်သုံးလုံးပေါင်းချင်း၃ဖြစ်လို့၃ဘဝရှိ၃နှစ်ခန့်၅ရှင်၅ဝန်းချင်း၃ညရှိထွက်တယ်။အခု၁၆၈၃သုံးလုံးပေါင်းချင်း၅ဖြစ်လို့၅ဘဝ၃ညငါးနှစ်ခန့်၃၃ည၃ဝန်းချင်းတစ်လုံး။ကဲလာပြီအားလုံးမဆောင်ညွန်နေတဲ့ပရိတ်။နော်ပရိတ်။ကဲ၃ည၃ဝန်းချင်းကိုဗာပရိတ်နဲ့ရမယ်ကျွန်တော်တို့ပရိတ်လိုင်းလေးချုပ်။ပရိတ်ကကျွန်တော်တို့ဒီက၈နဲ့ ဒီကခွန်နဲ့ဒီနှလုံးပေါင်းဒီကခွန်နဲ့ဒီကရှင်းနဲ့နှလုံးပေါင်းခြင်းငါခွန်ရှင်းနှလုံးပေါင်းခြင်း၅ဖြစ်လို့၅ရဲ့ပါဝါ၃ည၅၃ညပြိကျွန်တော်တို့နော်ဒါ၅၃ညပြိကိုပါထွက်လဲ၆၉ဆိုပြီးတော့ကျွန်တော်တို့၅ပြိနော်အဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ဝင်ကြည့်မယ်ဒီမှာက၆ဒီမှာက၅ဒီနှလုံးပေါင်း ဒီက6နဲ့ဒီက9နဲ့နှလုံးပေါင်းခြင်း1တဖြစ်လို့1ရပါဝ6တ6ပရိတ်တ6ပရိတ်ကိုဘာထွက်လဲ9တဘာပရိတ်လဲ6ပရိတ်9တက6ပရိတ်ကဲအဲ့ဒါဆိုနောက်တစ်ပိုင်းကြည့်မယ်ဒီမှာက9ဒီမှာက9နှလုံးပေါင်းခြင်း4 9နဲ့9နဲ့ပေါင်းတော့4 9 9နှလုံးပေါင်းခြင်း4ဖြစ်လို့4ရပါဝ6 4 9ပရိတ် လေကိုပရိတ်ကိုဘာထွက်လဲခွန်နှစ်ဘာပရိတ်လဲကိုပရိတ်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာကခွန်ဒီမှာက1နှလုံးပေါင်းချင်း8အဲ့တော့ဒီကခွန်နဲ့ဒီကတင်းနဲ့နှလုံးပေါင်းချင်း၈ပြည့်လို့၈ရပါဝါ၃၈ပြိတ်၈ပြိတ်ကဘာထွက်လဲ၃ရ၈ပါပြိတ်လဲ၈ပြိတ် ကဲဒီကောင်လည်းပရိတ်လိုင်းလေးကျွန်တော်တို့ဒီမနက်မှာပြီးမဲ့စွန်ရင်းနဲ့ဒီမှာ၃ညဒီမှာ2နှလုံးပေါင်းခြင်း2 3ညနဲ့2နဲ့ပေါင်းတော့ပါရမလဲ3ညနဲ့2နဲ့ပေါင်းနှစ်နှစ်ပြည့်လို့နှစ်ရပါဝါခွန်နှစ်ခွန်ပရိတ်နှစ်ခွန်ပရိတ်ကို3ည3နဲ့နော်နှစ်ခွန်ပရိတ်ကို3ည3နဲ့ကဲကျွန်တော်ကြည့်အောင်ဒီမှာ9 3ညပရိတ်တော့6 4 1ချင်းနဲ့6 4 1ချင်းနဲ့9 3ညပရိတ်ကိုပါထွက်လဲ6 9 ဒီမှာက16ပရိတ်16ပရိတ်ကို191ချိန်နဲ့ဘာထွက်လဲဒီမှာ6ပရိတ်ကို91เนาะ191ချိန်နဲ့အပြီးတွေပဲ6ပရိတ်6ပရိတ်ကို901ချိန်နဲ့ဘာထွက်လဲ9 6ပရိတ်73ပရိတ်ကို85ချိန်နဲ့ဘာထွက်လဲ38ကို2ခုံပရိတ်ကို33ဝန်းကျင်းနဲ့ကဲအဲ့ဒါဆိုကျွန်တော်တို့ပါထိုးရမယ်ကဲကျွန်တော်တို့33ဝန်းကျင်းကို2ခုံပရိတ်ပါထိုးရမယ်ကြည့်အောင် နော်ဘာထုတ်ရမလဲဆိုတော့ကျွန်တော်တို့18ရက်အင်္ဂါမနက်7:00နာရီတမိနစ်အဲကျွန်တော်တို့ main ကွက်အော်မ main မကွက်ခင်ကျွန်တော်ပတ်သီးပတ်သီးက3ည3ပတ်သီး3ညကြိုင်3ညပတ်3ကြိုင်3ပတ်ကဲကျွန်တော်တို့ နော်အဲဆို main ကွက် main ရကျွန်တော်နှစ်ခွန်ပရိတ်သုံးညာသုံးဝန်းကျင်ရနှစ်ခွန်ပရိတ်ဆိုရင်ပါရှိမယ်သုံးညာနှစ်နှစ်ပရိတ်သုံးညာခွန်ခွန်ပရိတ်ဒါသုံးညာနဲ့သုံးနဲ့ဆိုရင်3 4ခွန်ပရိတ်3 9နှစ်ပရိတ်နော်ကျွန်တော်ဒါ2 main ဒါကအထူးမင်းပြီးတော့အထူးမင်းဒူမင်းကကျွန်တော်တို့ ူမင်းရ3နဲ့ပတ်သက်လာရင်3နဲ့3နဲ့ပြီးတော့3ညနဲ့ပတ်သက်လာရင်3ညနဲ့3ည4 3ည9နော်ကျွန်တော်တကွက်ကောင်းလိုချင်တဲ့အကိုဒီမတွေကဖုံးဆက်တကွက်ကောင်းလိုချင်ကျွန်တော်ဖုံး အကွက်ကောင်းလို့ကျင်ကျွန်တော်ဖုန်း399 6099 338 39လေးနော်တကွက်ကောင်းလို့ကျင်တဲ့အကိုဒီမာဒီတကွက်ကောင်းနော်ဒါဆက်ကလင်ျော်လေးရိုက်ယူပါတကွက်ကောင်းလို့ကျင်တဲ့အကိုဒီမာဒီနော်ကျွန်တော်တို့နှစ်ပရိတ်ခွန်ပရိတ်39သုံးဝန်းချင်းအမာဝနှစ်ခွန်ပရိတ်နဲ့တကွက်ကောင်းလို့ကျင်တဲ့အကိုဒီမာဒီကကျွန်တော်ဖုန်း399 6099 338 39လေးကိုဖုန်းတက်ရိုက်ဆက်ပါအားလုံးပဲပိုင်းပိုင်းပါကက်ဆက်ကလင်ျော်လေးရိုက်ယူပါ